င်္ဂလာပါရှင်။ရှမ်းကွန်မီဒီယာကကြိုဆိုပါရစေ နမ်ဆန်တွင်ရင်စင်းနေမောင်းနေသူများကိုရင်စီကန်လန်စီကန်အသိပညာပေးလက်ကမ်းစာဆောင်များခါမဲ့ဖြန့်ဝေတဲ့တွင်ကိုတက်ဆက်ပါမယ်ရှင်။ရှမ်ပီနယ်တောင်ပိုင်းနမ်ဆန်ခရိုင်နမ်ဆန်မြို့နယ်တွင်ရင်စင်းနေမောင်းနေသူများအနေဖြင့်ရင်စီကန်လန်စီကန်များကိုသိရှိလိုက်နာတဲ့စီရန်ရည်ရွယ်၍ရင်စီကန်လန်စီကန်အသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေခြင်းကိုသက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သောပူပေါင်းအဖွဲ့ကယနေ့နနက်၄နာရီကအမန်နေရက်ကွယ်မြို့နယ်ခမ်းမရှိပြည်တော်စုလမ်းမကြီးပေါ်တွင်ဆောင်ရွက်ခဲ့ကြပါသည်။ ယ်ထိုတို့ဆောင်ရရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးနေမြင့်ထွန်းဦးဆောင်၍အမတ်139ရင်ထင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့စိတ်မှုဒုရဲမှုကြော်တေစာနှင့် ရင်ထင်းရဲတပ်ဖွဲ့ဝင်များအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်စီပင်သားရရေးအဖွဲ့မြို့နယ်ရဲတပ်ဖွဲ့မြို့နယ်မိသက်ဦးစီးဌာနနဲ့လူမျိုးဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ရင်အားဆိုင်ရာမြို့နယ်ဦးစီးမှုရုံးတို့မှတာဝန်ရှိသူများပါဝင်သောပူပေါင်းအဖွဲ့ကပြည်ထောင်စုလမ်းမကြီးပေါ်တွင်တွာလာနေကြသော မော်တော်ယာဉ်မျိုးစုံကိုရပ်တန့်၍ရင်စီကန်လန်စီကန်များစနစ်တကျဆောင်ရွက်ရေးအသိပညာပေးကလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ကြပါသည်အဆိုပါဆောင်ရွက်မှုကိုနနက်10နာရီမှ တနေခွဲအထိဆောင်ရွက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာဆောင်၄၀၀အားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်